မင်္ဂလာပါမိတ်ဆွေတို့ရေကနေဒါ YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ဘီကျောင်းပတ်သက်သေးကနေအသက်ရှင်လေးပြန်လည်လွတ်မြောက်ခဲ့ပြီးဂျေမော့သွားတဲ့ခြေတော့ကတော့ဖြတ်လိုက်ရတဲ့မင်းကျောင်းကြီးရကရေလိုသားကြီးတယောက်အကြောင်းကို တင်ဆက်ပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြပါဦးခင်ဗျာ။ မင်းတောင်ကြည့်ရလေဆိုတာရေရီတန်းပုံလေးမျိုးနဲ့ offer ပိုင်းကကြည့်ရလေတရားဖြစ်ပါတယ်အစ်စ်တက်တက်မှာပင်လယ်ပြင်ကြီးရှိပြီးနောက်ဘက်မှာတော့ဇွာတွေကိုစီးဝင်နေတဲ့မြေချောင်းလေးတစ်ခုရှိပါတယ်ဇွာရဲ့ပုံစံကတော့ဇွာတန်းရှိလို့မျိုးပါပဲပင်လယ်ကမ်းစက်ကဇွာလေးတရားဖြစ်တာနဲ့အညီတန်ငါလုပ်ငန်းနဲ့ပဲတမွေးချောင်းကျူရတဲ့ဇွာလေးတရားမျိုးပေါ့အဲ့ဒီဇွာကလေးမှာဘုမောင်ရင်ဆိုတာအသက်50ကျော်ရရှိတဲ့ရေလိုသားကြီးတစ်ခုပါ မဲစင်ကလေးကဖန်လမွေပြန်လမကြီးခဲ့တဲ့သူပီပီလေတစင်းနဲ့ငါရှာကွန်ပျူတာချစတဲ့ရေလုံငန်းတွေမှာလေကျွမ်းကျင်ဝါကြီးနဲ့တူတူပါအတားညူညူထွန်လုံးမုံမုံနဲ့လူချမ်းကြီးအသွင်ရှိပြီမဲ့ပျော်တဲ့နောက်တက်တဲ့လူပျော်ကြီးလည်းဖြစ်ပါတယ်ဒီနေ့မှာတော့ဦးမောင်ရင်တယောက်သူ့အစီအကောလက်ထဲမှာ22တန်းရိုးရတဲ့ရဦးရှင်ကြီးစောင့်တင်နေတယ်ပါတယ်ရှင်းမှန်တယောအပိုင်ဆိုးပါတယ် ဒူရုသခင်နှုတ်ရှင်ခမထရက်ကောင်းရင်တန်ရှင်းစွာအုံမပြောကုန်းရလဖတ်တို့နဲ့တင်မြောက်ရန်ဆက်တာပါသည်မင်းငါရှိသောအကြောင်းဥပေါ်သို့ကြော်လန်းတော်မူပါလူရုသခင်နှုတ်ရှင်ခမစသဖြင့်စချီပြီးဘိနသားတို့ရဲ့ထုံးနှန်းစင်လာအတိုင်းရိုးရိုးတတဲဆုံးတယ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအိမ်နောက်ဘက်ကသူမေးမဖြစ်သူမအေးဝန်းနဲ့တားနေကော ဖိုးတေတို့ရဲ့စူညံအော်ဟစ်နေတံကိုစွန့်တင်နေရင်းနဲ့ကြားလိုက်ရပါတယ်။အင်းဟာကဲဟာကြောက်ပြီလား။နောက်တော့အုံးမလား။ကဲဟာကဲဟာဆိုပြီးရိုက်နှက်တန်တဲ့အတူတားငယ်ကောင်ရဲ့ကြောက်ပါပြီမေရဲ့ကြောက်ပါပြီဆိုတဲ့အော်ငူတန်ကြီးကြောက်စွန့်တင်နေတာစိတ်နှုတ်ဆက်ဖြစ်သွားခဲ့ပါလေ။တစ်ဆက်ထဲမှာပဲဥရှင်တင်တဲ့စင်ဘောကထုံးနေထားတဲ့ဖျောင်းနိုင်ကြီးကလက်ဆက်တဲ့ပေရလီငင်းရပဲတိုက်ခတ်သွားလို့လား။ တစုံတရာကြောင့်ပဲလားဆိုတာဝင်ခွင့်မရပဲဟုတ်ခနဲ့ရင်းတော့ပါလေ။ဒါကြောင့်ဖြန်ထုံးပြီးတော့ဆုံးတင်တော့ကိုပဲပြီးအောင်လို့ဆက်တင်နေကြတာပေါ့။သူမေးမနဲ့တားငယ်ကောင်နဲ့အတန်ကတော့ကြိတ်ရိုက်ပြီးချိန်ငိုနေတဲ့အတန်ကြီးကတော့ကြားနေရကြတယ်ပါပဲ။ဆုံးတင်တဲ့ဆဝိစာအားလုံးပြီးသွားတဲ့အခါမှာအိမ်ထဲဝင်ပြီးတော့မေးမဖြစ်သူကိုမင်းကွာ။အဆုံးတင်နေတာမင်းမမြင်ဘူးလား။ရိုက်စရာရှိတယ်နောက်မှရိုက်ပေါ့ဆိုပြီးပြစ်တင်တော့ မိမလို့တဲ့သူကကျိုးလက်စိတ်ထဲမှာရေတော့အခုကရှင်သားဆွမ်းတယ်မကောင်းချင်းပကံတွေကနေပြီးတော့ကျိုးနှိုက်စားထားတာတိလို့စိတ်ထင်းနိုင်ပဲရိုက်မိလိုက်တာလို့ဆိုလာတော့လေဘူးမောင်ကြီးတယောက်စိတ်ထဲတော့ကတိကောက်ဖြစ်သွားခဲ့တာအမှန်ပါဒါပေမဲ့လည်းဘောင်းတဘောကခလေးတဘောကပဲပြီးတော့ကိုကလည်းစေတနာအပြည့်ယူတယ်မှုကပြည့်နေတင်မြောက်တာပဲဘောင်းဖြစ်ဘူးစိတ်ထဲမထားနဲ့လို့ပဲမြစ်တင်လိုက်တာကော အဲ့ဒီလိုနဲ့စွန့်တင်ပြီးနောက်တနေ့မှာတော့ဥမောင်ရင်ပြမြစ်ထဲကိုအုံပြစ်ဖို့ပြင်ဆင်နေတာပေါ့လေဇက်ကလည်းလာဆိုင်ရေထားဦးရက်လေးဖြစ်နေတာကြောင့်ဒီလိုချိန်လေးမှာမှကုန်ပြရတာအကောင်းဆုံးဖြစ်တယ်လို့ငါလည်းမျိုးမျိုးမျက်မျက်ကလေးရတတ်တာအမှန်ပဲလေအဲ့ဒီလိုနဲ့မြစ်ထဲမှာဘန်းကိုပြင်ဆင်နေတော့မှသူမင်းမမလို့ရင်သူနားကိုမရေတရကတ်လာပြီးတော့ကိုမောင်ရေဒီနေ့ငါဘက်မထွက်ပါနဲ့လားညကလည်းကျမအိမ်မက်တွေမကောင်းဘူး အခုလည်းစိတ်ထဲမှာတမျိုးကြီးဖြစ်နေလဲဆိုပြီးတော့နာတာပါလို့ရောဒါမဲ့လည်းဥမောင်ရင်ကတော့ဘောင်းဘောင်းမဖြစ်သလိုပုတ်ပုတ်ပါပါပုံစံနဲ့ပဲဟောက်ကွာဘောင်းဝင်ဖြစ်ပေါ်ဦးမိမရဲ့ခါရန်ဟဲ့ဒီချင်းထွက်နေကြပဲပြီးတော့ငါပါကွာဒီချောင်းဒီပင်လည်းအကြောင်းနောချင်နေတဲ့သူပါဆိုပြီးတော့သူမိမကိုနှစ်သိမ့်ခဲ့ပါတယ်သူမိမကလည်းသူ့ရောက်ကြတဲ့ခေါင်းမောင်မှုကိုတိထားတဲ့လူမျိုး ဘာမှဆက်မပြောတော့ပဲပြောကြဖို့ပဲစိတ်ပူစွာနဲ့ငြိကြည့်နေရတာပေါ့ဒီနေရာမှာကိုမောင်ရင်တို့အိမ်လေးရဲ့ဒီနေရာကိုပြောပြပါဦးမယ်ကိုမောင်ရင်တို့အိမ်က ကန်းနမှုကနာလေးမှာပါပဲအရှိကလက်ချန်စီယိုအပင်ထွက်လိုက်တာနဲ့ကန်ဆက်ကိုလှမ်းမိနေရတဲ့ပုံစံမျိုးပါတပတ်စောက်ကနတ်တာကြောင့်ကန်ဆက်ကိုရောက်ဖို့ဆိုရင်တရားလေးထိုးထားရပါတယ်အဲ့ဒီတရားအောက်မှာရှိတဲ့လေကားလိုပုံစံလေးရနေပြီးတော့လေကိုဆင်းရတာပေါ့အချိန်မှညနေ၄နာရီလောက် ိုမိုင်တရားပိုက်ကုံကိုလှည့်တဲ့ကိုယင်ချလူရရှိတာဆိုပြီးတံတားကနေလှည့်တဲ့ကိုဆင်းလိုက်ပါတယ်။တန်ငူဘောကနေပြီးတော့သူ့ကိုစိမ့်ချစွာကြည့်နေတဲ့မိမဖြစ်သူမအေးဝင်းကိုတစ်ချက်လမ်းကြည့်ပြီးစိတ်မပူနဲ့မိမရေးမောင်းမင်းကပြန်လာခဲ့မယ်လို့မှားပြီးတံတားမှချီထားတဲ့လှေကျိုးကိုရေထဲဆင်းပြီးဖြုတ်နေတဲ့ချိန်မှပဲမထင်မှတ်ထားတဲ့ကြောက်လန့်စရာဖြစ်ရည်တစ်ခုကဘွားကနေဖြစ်လာပါတော့တယ်။အဲ့ဒါကတော့ရေထဲကနေမိတောင်းကြည့်တဲ့ကောင်က ဝုန်းကနေပေါ်လာပြီးကိုမောင်ရင်ကိုတိုက်ခတ်လိုက်တာပါပဲအဖြစ်ပြက်ကရမ်းမြန်ဆန်လုံးပေမဲ့ကံကောင်းထောက်မဆော်ပဲကိုမောင်ရင်ကိုမကတ်မိလိုက်ပါဘူးဒါပေမဲ့လေဘောကနေတော့ရေထဲကိုဝုန်းနဲ့ပြုတ်ချသွားပါတယ်ဒီမင်ကွင်းကိုကုန်းပေါ်ကနေမြင်ရတဲ့မရေဝဲခဏနဲ့ဟေတံပေါ်အတန်ကုန်အော်ဟစ်ပြီးတော့ပဝင်းကျင်ကိုအကူကြီးတောင်းတာပေါ့နော်အဲ့ဒီချိန်မှာပဲ ကိုမောင်ရကန်းစက်ကိုအလင်းမြန်ပြန်တက်ဖို့လုပ်ပြီးမှရေပရင်းလိုတေစားခေါ်ရတော့အောင်ရေမှာလင်းမြန်လုံးနဲ့ဒီချောင်းကြီးကိုတော့ရှင်းတော်ခဲ့ပါဘူးသူ့ရဲ့ဘယ်ဘက်ချက်တော့ဒီလောက်ကွေးနေရမှာစူးစူးဝဝနာကျင်မှုကိုခံစားလိုက်ရပြီဒီချောင်းကြီးရဲ့ကြိုက်ဆုံမှုကိုခံရရပါတယ်ကြောက်စိတ်အားကြီးနေတဲ့ကိုမောင်ရင်လည်းနာကျင်မှုကိုစူးစူးဝဝခံစားလိုက်ရပြီမှလွတ်နေတဲ့လက်နှစ်ဖက်နဲ့ဒီချောင်းရဲ့ကောင်းကိုသူ့နှက်ကုတ်ဖက်နေတာပေါ့ကောင်းပေါ်မှာလည်း မေးဝင်းရဲ့အော်ဂန်အကူအညီတောင်းတဲ့ကြောင့်ဒီဘဝဝန်းကျင်မှာရှိတဲ့လူတွေအကောင်ထွက်လာပြီးအတန်ကုန်အော်ကြခြောက်လန့်ကြသလိုတံပြားတွေတံမုံတွေတီးပြီးတော့လေဒီကြောင်းကြီးကိုဝမ်းချောက်လန့်တာတွေနဲ့ကဘာပြက်မြေလိုမျိုးစူညာပွက်လောရိုက်နေကြတာပေါ့အဲ့ဒီတံတွေကြောင့်ပဲလားဒါမှမဟုတ်ကိုမောင်ရင်ရဲ့ကော့ဖက်ထူရိုက်မှုကဒီကြောင်းရဲ့နှလုံးတွေနှာခေါင်းတွေကိုပဲထူရိုက်မိလို့လားဆိုတာဒေချာမသိရပါဘူး ဗီဂျောင်းကြီးဟာကုမောင်ကြီးကိုလွှတ်ချပြီးရေအောက်ကိုလို့ရှူပြောက်ကွယ်သွားပါတော့တယ်။ခြေတော်ကအကိုက်ခံလိုက်ရတဲ့ဆူဆူဝဝနာကျင်မှုကြောင့်ပဲလား။ရေမွန်းနာကြောင့်လားတော့တေချာမသိရပဲကုမောင်ကြီးတရတန်းဆက်မှာရေထဲကိုလဲချနေတာကိုတွေ့တော့ရွာသားတွေလည်းရေထဲအမြန်ဆင်းပြီးကုမောင်ကြီးကိုကုန်းပေါ်ဆွဲတင်ကြတာပေါ့လေ။မိကျောင်းတော်ရဲ့ကြိုက်အားကအမတန်တင်းထန်တာကြောင့် သူ့ရဲ့ခြေတော်တော်ကိုရလုံးဝကြိမ်မော့သွားခဲ့ပါပြီ။တော်ရဲဆရာဝန်ကရှိတဲ့စေပစ္စည်းချို့နဲ့အချိန်မီတွေးတက်အောင်ပဲလုပ်ဝေးနိုင်ပြီးရုပ်စေးရုံကိုပို့ဖို့တိုက်တွန်းလာကြောင်းလဲပုံလေးမျိုးကိုဆက်လက်ပစည်းနဲ့အမြန်ပို့ခဲ့ပြီးမှခြေတော်ဟာကြိမ်မော့သွားတော့မှဖျက်ပစ်လိုက်ရပါတော့တယ်။အခုတော့ဦးမောင်ကြီးဟာခြေတော်တစ်ဖက်မရှိတော့ပြီးမှလမ်းကျမ်းမှာမှနဲ့ပဲရှိနေခဲ့ပါတယ်။သူစန္နာတစ်ခုကတော့ ူကိုကြိုက်ခဲ့တဲ့မိချောင်းဟာသူ့ကိုမတိုက်ခိုက်ခင်ကလည်းမြေချောင်းပင်လေထဲမှာချက်စားနေကြတဲ့သူတို့ရောကတန်မာသမားတွေရစိတ်ကြောင့်တော့မတွေ့ဘူးခဲ့တယ်လို့ကြိုက်ပြီးသွားတဲ့အခါမှာလည်းနောက်ထပ်တစ်နှစ်နှစ်နှစ်အထိကိုဘသူမှမတွေ့ကြတော့တာပါပဲဒီချောင်းကိုကိုမောင်ရင်ကိုမြေကြည့်တဲ့အခါမှာ တန်တရားပေါ်ဆရာကြီးရဲ့ရည်ရဲတဲ့အမှားတစ်ခုကြောင့်ဆိုပြီးအများစုကသမုတ်နေပြီမဲ့ကျွန်တော်စိတ်ထဲမှာတော့ဘာမှရှိမနေခဲ့ပါဘူးကိုယ့်ရဲ့ဝတ်ကြိုးတစ်ခုကြောင့်လည်းမှတ်ယူလိုက်ပါတယ်ဒါကြီးကိုစိတ်ဆွဲနေပြီးဥပဒဏ်ကြောင့်ဥပဒဏ်မရောက်ချင်ဘူးလေအကျိုးခြေတော်တစ်ဖက်ပဲဆက်လိုက်ရတာပဲတော်သေးရပါဗျာဆိုပြီးတော့ပော့ပော့ပါပါပဲဖြေခဲ့ပါလေကဲမေစေတို့ဟိဘဝဘေးချင်းကြီးရပင်လယ်မှာငွေပင်လယ်မှာပဲချီးပေးပြီးတော့ပင်လယ်အလုပ်ပဲလုပ်ရတဲ့ရေလုံသားကြီးရဲ့ဘဝဟာ ။တဘောဘဘေးနေရဲ့အသက်သက်အပြည့်တာရဲတရိဆန်လူရဲ့ဘေးနေကိုလည်းရင်းဆိုင်ကြုံတွေ့ရတတ်တာမို့ခြံလောက်တော့လဲကူတဲ့တမွေးကြောင့်တခုတော့မဟုတ်ပါဘူး။အဲ့ဒီလိုခက်ခဲပြင်းပန်းစွာတမွေးကြောင့်ပြုတ်ပြီးပင်လဲကိုထင်ထင်အန်တုလို့လေကျန်စာဝတ်နေရေးကိုဖြည့်ရှင်းနေရတဲ့ပင်နဲ့လောက်သားကြီးတွေကြောက်ပြစ်တခြားပင်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလေးတေဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ channel သား YouTube channel လေးကို like and subscribe လုပ်ပေးခြင်းဖြင့်ကူညီအားပေးကြပါဦးနော်။နောက်လာမယ့် video လေးမှာတော့ပင်လယ်ထဲမှာငါးဖန်ထွက်ရင်တ냐ထဲမှာထူးဆန်းအံ့ဩဝဲရအကြောင်းအရာနှစ်ခုစက်တက်ကြဲနဲ့ထုံခဲ့ရတဲ့ကိုဖူးဇော်ရဲ့အကြောင်းကိုတင်ဆက်ပေးမှမို့စောင့်မျှော်အားပေးကြပါဦး။အားလုံးပဲကိုစိတ်နှပြချမ်းမွန်ချမ်းသာကြပါစေဗျာ။ကျွန်တော်ပင်လယ်သားပါ။